27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အရှင်ပညာဝင်သားရေးသားထားတဲ့မိတွေးတော်ဂေါရမီနဲ့ဘိက္ခုနီသာသနာဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိတွေးတော်ဂေါရမီရဲ့ကြိုးပမ်းမှုကြောင့်ပေါ်ထွန်းလာခဲ့တဲ့ဘိက္ခုနီသာသနာကမြတ်စွာဘုရားလက်ထက်တော်အခါကစပြီးတော့တတိယသံဃာရဏတင်ခေတ္တံအောင်စီပင်ပွင့်လင်းခဲ့ပြီးတော့အကြောင်းမျိုးမျိုးကြောင့်သာသနာတော်နှစ်တထောင်ဝန်းကျင်မှာကုံဆုံးပျောက်ကွယ်ခဲ့ရပါတယ် မြတ်စွာဘုရားလက်ထက်တော်အခါကအမျိုးသမီးများကသင်္ကန်းဝိဘိက္ခုနီအဖြစ်နဲ့ယဟန်တရားများပွားများအားထုတ်ခွင့်ရခဲ့ပါတယ်။ဒီလိုအမျိုးသမီးတွေကမြတ်စွာဘုရားလက်ထက်တော်အခါကမြေရှုမူးပြန်ဇန်ဘင်းကြီးတကူးနဲ့ပြည့်စုံခဲ့ကြတဲ့မိတွေတော်ဂေါရမီခေမာထေရီဥပလွန်ထေရီဓမ္မဒိန်နာထေရီဘဒ္ဒကိစ္စနာထေရီဇနဘရကရယာနီစတဲ့အလုံးကိုထင်ရှားလာတဲ့ယဟန်နာထေရီမာများအများအပြားပေါ်ထွက်ခဲ့ပါတယ်။ ဒီလိုဘိက္ခုနီသာသနာပေါ်ပေါက်ခဲ့ရတဲ့အကျိုးအကြောင်းဒီလိုယန္နာထေရီမားတို့မိမသားတွေပင် ဖြစ်ကြပေနဲ့ပရိသန်မီတာ၄ပါးအဘိညာ၆ပါးစတဲ့နတ်နယ်သောတရားတွေကိုတည်ဆွမ်းနိုင်ကြပြီးတော့လောကအကျိုးသာသနာအကျိုးစီးပွားကိုတည်ဖို့ထမ်းရွက်ဆောင်ရွက်ခဲ့ကြတာကိုဘုသူရာရစေရင်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ရင်းကဝါလူသဲစုမကပွင့်တော်မူကြတဲ့ဘုရားရှင်တိုင်းမှာဘိက္ခုယဟန်ယောက်ျားဘိက္ခုနီယဟန်မိန်းမဥပတကယရဏသုံးပါးကိုယူတည်စည်းကပ်သောယောက်ျားဥပတိကယန္နာသုံးပါးကိုယူတည်စည်းကပ်သောမိမ့်မာဆိုတဲ့အဖွဲ့အစည်းပြည့်တဲ့၄ပါးရှိစမြဲပဲဖြစ်ပါတယ် ဘုရားရှင်တိုင်းမှာပင်ပရမဖြစ်သောဘိက္ခုပိဋကကဗောဓိပင်နဲ့ရွှေပလင်းကိုအောင်မြင်တော်မူပြီးတပညုဘုရားဖြစ်ကိုရောက်တော်မူပြီးတဲ့နောက်မှာရက်အနှဲငယ်အတွင်းမှာပင်ပေါ်ပေါက်လာခဲ့ကြစမြဲဖြစ်ပါတယ်ကျွန်တို့ရဲ့ဂေါရမမြတ်စွာဘုရားလည်းဘုရားဖြစ်ကိုရောက်တော်မူပြီးရက်ပေါင်း60နှစ်လအကြာမှာမဟာတက်ဂရ103ခုနှင့်ဝါဇုလမြင့်ဒီမှာ ပြည့်စက်ဝကီ9ဦးတို့ကို ဓမ္မစကြာတရားဥဒေသနာတော်ကိုဟောကြားတော်မူပြီးတဲ့အဆုံးမှာယဟန်ပြုဝေးပါရန်တောင်းပန်လာတဲ့အရှင်ကောဏိညာကို အေဟီဘိက္ခုခေါ်တော်မူပြီးတော့ယဟန်ဖြစ်ကိုခွင့်ပြုတော်မူခဲ့တဲ့အတွက်ဘိက္ခုပိဋကစတင် ပေါ်ပေါက်ခဲ့ပါတယ်အရှင်ကောဏိညကသာသနာတော်မှာပထမဆုံးပေါ်ထွန်းလာခဲ့တဲ့ယဟန်တော်ဖြစ်ပါတယ်။ဒါကြောင့် ဘိက္ခုပိဋကအစကောဏိညာမထေကားလို့ဆိုသင့်ပါတယ်။မြတ်ဗုဒ္ဓရဲ့တတိယပိဋကဖြစ်တဲ့ဥပဒကပိဋကကတော့ဘုရားဖြစ်ကိုရောက်တော်မူပြီး49ရက်စံနေတော်မူရာကထတော်မူတဲ့ဝါဇူလာဇန်9ရက်နေ့မှာဩက္ကလာပဇန်နဗုဒ္ဓတပုတ်တန်နဲ့ပလိကကုံသင်ညီတော်တို့ကဝေဝစီကတရဏဂုံစောက်တီဥပဒကဖြစ်ကိုခံယူခဲ့ကြတဲ့အတွက်ဥပဒကပိဋကစတင် ပေါ်ထွန်းခဲ့ပါတယ်။ဒါကြောင့်မို့ ဥပဒကပိဋကအစတပုဒ္ဒနဲ့ဗလိကညီနောင်ကားလို့ဆိုသင့်ပါတယ်။စတုဒ္ဒပိဋကဖြစ်တဲ့ဥပဒိကပိဋကမှာလဲမြတ်ဗုဒ္ဓဣတိပရဏမိဂရဝံတော်မှာပထမဆုံးဝါကတ်တည်င်းသုံးတော်မူတဲ့အချိန်မှာပဲ အရှင်ရတ္တရဲ့မေတော်ကနာနိုစုံလှူခဲ့တဲ့သူဇာတာတထေးကတော်နဲ့ဇနီးဟောင်းတို့တွေဝါစီကတရဏဂုံစောက်တီဥပတိကအဖြစ်ခံယူခဲ့ကြတဲ့အတွက်ဥပတိကပိသက်ဆက်တင်ပေါ်ထွန်းခဲ့ပါတယ်။ဒါကြောင့်မျိုးအမျိုးသမီးတို့မှလည်းအစာဦးဆုံးဥပတိကမှအဖြစ်ခံယူခဲ့တာကတော့ အရှင်ရတ္တရဲ့မေတော်နဲ့ဇနီးဟောင်းတို့ပင်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။မြတ်ဗုဒ္ဓရဲ့ပိယသက်၄ပါးတို့အနက်မှာဘိက္ခုပိယသက်၊ဥပတကပိယသက်၊ဥပါတိကပိယသက်စတဲ့ပိယသက်၃ပါးတို့ဟာဘုရားဖြစ်ကိုရောက်တော်မူသည်မှအိဒိပရဏမိဂရုံတော်မှာဝါကတ်တရင်သုံးတော်မူတဲ့အချိန်ထိ၃လခန့်ကာလအတွင်းမှာပင်ပေါ်ထွန်းခဲ့ပါတယ်။ဒုတိယပိယသက်ဖြစ်တဲ့ဘိက္ခုနီပိယသက်မှာမူဘုရားဖြစ်ကိုရောက်တော်မူပြီးတဲ့နောက်၅ဝါမြောက်ရောက်တဲ့အခါမှာ မီရီရောဂေါနမီကိုဂရုဏ်၈ပါးကိုဝန်ခံစေခြင်းအဖြစ်ဘိက္ခုနီအဖြစ်ကိုခွင့်ပြုတော်မူခဲ့တဲ့အတွက်ဘိက္ခုနီပိသက်စတင်ပေါ်ထွန်းလာခဲ့ရခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဘိက္ခုနီပိသက်အစမီရီရောဂေါနမီကလို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုဘိက္ခုနီပိသက်ပေါ်ထွန်းလာရတဲ့အမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုဝင်ကိုလွယ်လင့်တကူရခဲ့ခြင်းမဟုတ်ပါဘူး။မီရောဂေါနမီရဲ့စွန်းစွန်းတမန်ကျိုးပန်းဆောင်ရွက်မှုအရှင်အာနန္ဒာရဲ့ပံပိုးကူညီမှုတို့ကြောင့်ရရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ်မီရိုဂေါနမီကမစ်ဆီမာဒေတာရဲ့အခြေအနေအရအခွင့်အရေးအလွန်နှဲပါနိုင်ကြလာတဲ့အမျိုးသမီးတို့ရဲ့ဘဝကိုပြောင်းလဲမြင့်တင်ပြီးတော့ယောက်ျားများနဲ့တန်းတူသာသနာတော်မှာဗိခုနီပြုခွင့်ရရှိအောင်စင်းရဲပင်ပန်းကြီးစွာနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်ဒီလိုမီရိုဂေါနမီရဲ့ကြိုးပမ်းဆောင်ရွက်မှုကြောင့်ပေါ်ထွန်းလာခဲ့တဲ့ဗိခုနီသာသနာတော်ကသာသနာတော်နှစ်တထောင်တွင်းမှာကုန်ဆုံးပျောက်ကွယ်ခဲ့ရပါတယ်ဒါကြောင့်ဒီလိုအကြောင်းအရာတွေကိုသိချင်အောင်ဖော်ထုတ်ရေးသားတော်မူတဲ့ နိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်ကဘာကြီးရန်ကုန်ရဲ့လက်ထောက်မော်ကွန်းနှင်းတူဦးဖြစ်တဲ့အရှင်ပညာဝင်သားဆရာတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘိက္ခုနီသာသနာစတင်ဖြစ်ပေါ်လာပုံဘိက္ခုနီဆိုတာကတော့သာသနာဘောင်ကိုဝင်ရောက်လာတဲ့အမျိုးသမီးများသာသနာ ဝင်တဲ့ယဟန်မာကိုဆိုလိုရင်းဖြစ်ပါတယ် ။ဒါကြောင့်ဘိက္ခုနီသာသနာဆိုတာကတော့ယဟန်မရဲ့အဖြစ်ယဟန်မရဲ့ဘဝတနည်းအားဖြင့်ယဟန်မတို့ရဲ့ဘဝဖြစ်စဉ်လို့အဓိပ္ပာယ်ရပါတယ်။ဘိက္ခုနီယဟန်မတို့ရဲ့စတင်ဖြစ်ပေါ်လာဘဝစပြီးတော့ဘိက္ခုနီသာသနာ အတွန့်ရှည်စွာတည်တံ့ရေးအတွက်အသက်ပမာအရေးပါလာတဲ့ဂရုတန်ရှင်ပါဘိက္ခုနီတို့ရဲ့ဝိနည်းကျင့်ဝတ် ဘေကူနီတို့ရဲ့ဝက်ဆာစိမ်မှုစသည်တို့ကိုအခန်းအသီးသီးခွဲပြီးတော့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဘေကူနီသာသနာအစမိတွေးတော်အကောဒမီကအမျိုးသမီးများသာသနာတော်မှာဘေကူနီပြုဝင်ရဖို့ ဘိက္ခုနီသာသနာပေါ်ထွန်းလာရေးအတွက်စတင်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သူကတော့မီရီရိုကော်ဒမီပဲဖြစ်ပါတယ်။မီရီရိုကော်ဒမီရဲ့ဆွမ်းဆွမ်းတမန်ကြိုးပမ်းဆောင်ရွက်မှုကြောင့်ပဲအမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုဝင်နည်းဆိုတဲ့အခွင့်အရေးကြီးကိုရရှိခဲ့ပါတယ်။မီရီရိုကော်ဒမီရဲ့ဒီအခွင့်အရေးကြီးကိုရရှိဖို့အတွက်မျက်ရည်ချွေးသွေးတွေကိုစတဲ့ပြီးတော့ပင်ပန်းကြီးစွာကြိုးပမ်းခဲ့ရပါတယ်။ မီရိုဂေါ်ရမီရဲ့ဂျိုးပန်းဆောင်ရွက်မှုကအမျိုးသမီးတို့တရက်လုံးတွင်မျက်မှောက်ပေါ်ကလွတ်လပ်မှုကိုသာမကတန်တရာဝိတုခဆင်းရဲအပေါင်းရဲ့လွတ်မြောက်မှုအကျိုးကိုပါရရှိခဲ့ပါတယ်။ဒီနေ့အဖြစ်ပြောရင်လောကီလောကုတ္တရာနှစ်ဖြာသောချမ်းသာဒုက္ခကိုရရှိစေခဲ့တာအမှန်ပဲဖြစ်ပါတယ်။မြတ်စွာဘုရားကတပ္ပညုဘုရားဖြစ်ကိုရောက်တော်မူပြီးဝါတော်တော်အယမှာခမဲတော်တုံရောဒနာမင်းကြီးရဲ့စီခိုင်းချက်အရ ဘွားဘယ်တော်ကာလူဒာကြီးမထေတောင်းပန်လျှောက်ထားတဲ့အတွက်ခမဲတော်တုံရဏနာမင်းကြီးအမှုရှိတဲ့ဆွေတော်မျိုးတော်တို့ကိုချီးမြှောက်တော်မူရန်ဇာတိဌာနီကပ်ပလူနေပြည်တော်ကိုမဟာတက်ဂရေ104ခုနှစ်ကစုံလာပြည်နေမှာပထမဆုံးကျွင်ကြွရောက်တော်မူလာပါတယ်ဒီနေ့မှာပဲရေမီအစုံတကိုးပြာတိကားတို့ကိုပြတာဂီဝင်မျိုးတဲ့ဆွေတော်မျိုးတို့ရဲ့ဇာတိမှန်ကိုချိုးနှိမ်ပြီးတော့တရဏဂုံတီလတ်မှာတီစီတော်မူပါတယ် နောက်တနေ့ကစုံလက်ပြီကျော်တရက်နေမှာရဟန္တာနှစ်တောင်းခြံရံပြီးတော့ကပ်ပလူမျိုးရင်းကိုဝင်အင်းစင်လှဲ့လေဆုံးခံကြွတော်မူပါတယ်။ဒီလိုဆုံးခံကြွရပါမလားလို့ပြည်တင်စကားပြောကြလာတဲ့ခမဲတော်တုံရဏမင်းကြီးကိုတရားဟောပြတာတော့သောတာပန်တီစီခဲ့ပါတယ်။ဒီနောက်မှာခမဲတော်ကြီးရဲ့တောင်းပန်လျှောက်ထားမှုကြောင့်ကပ်ပလူရွှေနန်းတော်ကိုရဟန္တာအရှင်မြတ်နှစ်တောင်းခြံရံလျက်ကြွတော်မူပါတယ်။ နန်းတော်ကိုရောက်တဲ့အခါမှာလဲခမဲတော်ကြီးနဲ့မိရီတော်တို့ကိုတရားဟောကြားတော်မူရာခမဲတော်သုရဏနာမင်းကြီးတက္ကရာကန်တီးပြီးတော့မိရီတော်ဂေါရမီမှာလဲသောတာပန်အရိယာတာဝကမာကြီးအဖြစ်ကိုရောက်ရှိတော်မူခဲ့ပါတယ် ဒီနောက်မှာအက္ခတဝကနှစ်ပါးခြံရင်ပြီးတော့ရတောတရားရဲ့နန်းတော်ကိုကြွဆန္ဒကိဉ္စီဇက်ကိုဟောကြားတော်မူပါတယ်။မြတ်စွာဘုရားရဲ့ကပိလူနေပြီးတော်ကိုရောက်တော်သုံးရမြောက်တဲ့နေ့မှာညီတော်ဖြစ်တဲ့မိရိုဂေါရမီရဲ့သားတော်နန္ဒမင်းသားကိုယဟန်ပြုပြီးတော်မူပါတယ်။ခုနှစ်ရမြောက်တဲ့အခါမှာအမွေပီးရန်တောင်းခံလာတဲ့သားတော်ယာဟုလာကိုလောကုတ္တရာအမွေကိုပေးသောအဖြစ်ရှင်ပြုပြီးတော်မူပါတယ်။ ရှိရမြောက်သောနေ့မှာခမဲတော်တောရဒနာမင်းကြီးကိုမဟာဓမ္မပါဠဇတ်ကိုဟောကြားပြီးတော့အနာဂံအဖြစ်ကိုရောက်အောင်ချီးမြှောက်တော်မူပါတယ်။ဒီလိုသားတော်နန္ဒမင်းသားမြေတော်ယာဟုလာတို့ကိုသာသနာပေါင်းကိုဝင်ရောက်ကြတဲ့အခါတောရဒနာမင်းကြီးမှလည်းအနာဂံအရိယာအဖြစ်ကိုရောက်ရှိသွားချိန်မှာပဲမိရိုးတို့ခေါ်နေပြီလေကဘာတသိန်းထက်ကပြည့်ကျင်စီးပူးလာခဲ့တဲ့ပါရမီကုသိုလ်တော်တွေနှိုးဆော်မှုကြောင့်သာသနာတော်ကိုဝင်ဘိက္ခုနီပြုရန်စိတ်အကြံများဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့မီရိုဂေါရမီကကဆုံလမကုံမီရပ်ပိုင်းအတွင်းမှာပဲမြတ်ဗုဒ္ဓတည်င်းသုံးတော်မူရာနေကျော်ဒါယုံကျောင်းတော်ကိုသွားပြီးတော့အမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုဝင်ပေးပါရန်ဒီလိုတောင်းပန်လျှောက်ထားပါတယ်အရှင်ဘုရားတောင်းပန်ပါ၏မာဒုဂါမအမျိုးသမီးများသည်မြတ်စွာဘုရားဟောကြားထားတော်မူတဲ့ဓမ္မဝိနည်းသာသနာတော်မှာလူပေါင်းကနေယဟန်ပေါင်းကိုဝင်ရောက်ပြီးတော့ယဟန်ပြုလိုပါ၏ဂေါရမီမသိင့် ်မြတ်စွာဘုရားဟောကြားထားတော်မူတဲ့ဓမ္မဝိနည်းသာသနာတော်မှာလူပုံကနေယဟန်ပုံကိုဝင်ပြီးတော့မာတုကာမအမျိုးသမီးများ၏ယဟန်ဖြစ်ခြင်းကိုသင်မနှစ်သက်မိတို့ဝရမီရဲ့တောင်းပန်လျှောက်ထားမှုကိုမြတ်ဗုဒ္ဓကလည်းအထက်ပါတိုင်းမိန့်ကြားပြီးတော့ပယ်မြစ်တော်မူပါတယ် ီရိုအကောဒမီလည်းအမျိုးသမီးများသာသနာတော်ကိုဝင်ဘိတ်ခုနီပြုခွင့်ရရှိရေးအတွက်စိတ်အားထက်သန်လာတဲ့အတွက်သုံးချိန်တိုင်တိုင်ဒီအတိုင်းတောင်းပန်လျှောက်ထားပါတယ်။မြတ်ဗုဒ္ဓကလည်းအမျိုးသမီးများသာသနာတော်ကိုဝင်ပြီးတော့ဘိတ်ခုနီပြုခြင်းကိုမလိုလားမနှစ်သက်ရန်သုံးချိန်တိုင်တိုင်ပယ်မြစ်တော်မူခဲ့ပါတယ်။ ဒီလိုပယ်မြစ်တော်မူအပ်ခြင်းမှာလဲအမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုဝင်ကို လုံးဝမပေးလိုလို့မဟုတ်ပါဘူး။လောကမှာလူလူကလွန်လည်ကူရတဲ့ပစ္စည်းကိုတန်ဖိုးမထားတတ်ကြပါဘူး။ခက်ခဲရင်ရင်ရှားပွေရရှိတဲ့ပစ္စည်းကိုမှမျက်မျက်နှာနှာတန်ဖိုးထားတတ်ကြပါတယ်။ဒါကြောင့်မြတ်ဗုဒ္ဓကအမျိုးသမီးများကိုသာသနာတော်မှာဘိက္ခုနီပြုဝင်ကိုလွယ်လင့်တူခွင့်ပြုတော်မူလို့ပဲအပင်မဲအစင်းရခံပြီးတော့အချိန်ချင်းတောင်းပန်မှ ခွင့်ပြုတော်မူပါတယ်။ ဒီလိုခွင့်ပေးရတဲ့ဘိက္ခုနီအဖြစ်ကိုခဲခဲရင်ရင်စင်းရဲပင်ပန်းကြီးစွာတောင်းပန်မှရရသောဘိက္ခုနီအဖြစ်ပါတကားလို့အောက်မိပြီးတော့အမျိုးသမီးများကမျက်မျက်နှုံနှုံတန်မိုးထားကောင်းမွန်ရိုသေစွာစောင့်ထိန်ကြပေလိမ့်မယ်လို့စဉ်းစားဆင်ခြင်တော်မူပြီးတော့ဘိက္ခုနီအဖြစ်ကိုအလေးကယူပြုစေလိုတဲ့အတွက်ပယ်မြစ်တော်မူခြင်းသာဖြစ်ပါတယ်။ ဒီလိုသုံးကြိမ်တိုင်တိုင်တောင်းပန်လျှောက်ထားရမှာသုံးကြိမ်သလုံးပယ်ခံရတဲ့အတွက်မီဒီယိုကော်ဒမီလည်းရှေ့လျှောက်ထားဖို့မဝင်တော့ပါဘူးမြတ်စွာဘုရားရဲ့ဓမ္မဝိနည်းသာသနာတော်မှာအမျိုးသမီးများဝင်ရောက်ယဟန်ပြူခြင်းကိုဖျားရှင်ခွင့်ပြုတော်မမူပါတကားလို့ယူကျိုးမရဖြစ်ပြီးတော့မျက်ရည်ပြည့်တဲ့မျက်နှာနဲ့သားတော်ဘုရားရဲ့ထံမကနေဖယ်ခွာခဲ့ပါတယ်ညီကျော်တိုင်အောင်ចောင်းတော်ကိုလာခဲ့စဉ်ကတော့မျော်လင့်ချက်ကြီးစွာနဲ့လာခဲ့ခြင်းဖြစ်ပေနဲ့ မီရိုဂေါ်ရမီကရှင်လဲတက်ကြနေပြီနဲ့အပြန်ခီးကတော့ဝမ်းနဲ့ကြေခွဲမျက်ရည်မစင်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။စင်စရာအဖြစ်မီရိုဂေါ်ရမီရဲ့မိမိကိုယ်တိုင်ကပဲဘေးကူနီပြုတ်ကိုစိတ်အားထက်သန်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုမိမိတူတဲ့ဘိတ်ခုနီပြုခွင့်ရရှိရတဲ့အတွက်ကဥတီထားခြင်းမဟုတ်ပါဘူးအမျိုးသမီးတို့တရားလုံးသာသနာတော်မှာဘိတ်ခုနီပြုခွင့်ရရှိရေးကိုဥတည်ပြီးတော့ရည်မှန်းချက်ကြီးစွာနဲ့တောင်းပန်လျှောက်ထားခြင်းဖြစ်ပါတယ်ဒီလိုအမျိုးသမီးတို့တရားလုံးကိုကိုစားပြုတောင်းပန်လျှောက်ထားမှုမောင်မြင် ဖြစ်ခဲ့ရတဲ့အတွက်မိတို့ရောကြီးဖို့ဖြည့်မဆဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့မိတို့ကောမီကရင်းကျက်ပြီးတော့ပါရမီရှင်တူဖြစ်သူပြီးစိတ်အားကတော့မလျှော့ခဲ့ပါဘူးတနေ့နေ့တစ်ချိန်ချိန်မှာမိမိအလိုဆန္ဒပြည့်ဝအောင်မြင် မယ်လို့နှလုံးသွင်းမျော်လင့်ချက်ကြီးစွာနဲ့အချိန်အခါကိုစောင့်ဆိုင်းငင့်လင့်နေခဲ့ပါတယ်။မြတ်စွာဘုရားကကပလူပြည်မှာမွေးလျော်သည်များတရင်သုံးလို့ရသည်များအချိန်ကာလလေးအတွင်းမှာခမဲတော်ကြီးကိုအနာဂံအဆင့်အထိခရီးပေါအောင်ချီးမြှောက်တော်မူခဲ့ပါတယ်။ဒီတော့မှာကဆုံလကုံကမှာဇာတိဌာနီကပလူပြီကနေရာဇဂျူပြီကိုပြန်ကြွတော်မူပါတယ် ဝေလူဝင်ကျောင်းတော်မှာဒုတိယမြောက်ဝါကိုဝါစိုးဝါကတ်တော်မူပါတယ်။တတိယဝါနဲ့စတုဒ္ဒဝါကိုလည်းဝေလူဝင်ကျောင်းတော်မှာပဲဝါကတ်တရင်သုံးတော်မူပါတယ်။ဒီလိုနဲ့၄နှစ်တာမြောက်အချိန်တို့ကုန်လွန်ခဲ့ပြီးဖြစ်ပါတယ်။ဒုတိယအချိန်ဘိက္ခုနီပြုခွင့်တောင်းရန်ကြိုးပမ်းခြင်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးချင်ပါတယ်။မြတ်ဗုဒ္ဓကရာဇဂိုပြီးဝီလူဝန်ကျောင်းတော်မှာစတုဒ္ဒဝါဝါကတ်တော်မူပြီး ဝါကျွတ်တဲ့အခါမှာခီးဒေသစာရီကြော့ချီတော်မူခဲ့ရာမဟာတက်ဂရီ108ခုနှစ်နေုံလာဇန်းစာအချိန်မှာတာဝတိပြည်ကိုရောက်ဇေဒဝန်ကျောင်းတော်မှာခိတ္တတည်င်းသုံးတော်မူပါတယ်ဒီအချိန်မှာမမျော်လင့်တဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ် ကပလူနဲ့ကောလီယာနှစ်ပြည်တော်တို့ဆွေတော်မျိုးတော်တို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြခြင်းဖြစ်ပါတယ်။ဒီလိုဆွေတော်မျိုးတော်တို့အချင်းချင်းစိတ်ဝမ်းကွဲပြားခြင်းအကြောင်းကလည်းနှစ်ပြည်တော်ကြားမှာဖြတ်သန်းစည်းစင်းလျက်ရှိတဲ့ရော်နီမြေကိုခွဲဝေတုံးဆဲမှုနဲ့ပတ်သက်ပြီးတော့အငင်းပွားရာကစတင်ခဲ့တာ ဖြစ်ပါတယ်။ကပလူနဲ့ကောလီယာနှစ်ပြည်တော်မှာရှိတဲ့လယ်သမားတို့ကဒီမြေကိုအားကိုးအားထားပြုစပားဆိုင်ပြုကြပါတယ်။အဲ့ဒီနေ့နေုံလာမှာမိုးဥခုံတဲ့အတွက်မိုးရီတွေကလည်းများများမရှိပါဘူး။ ဒီရေကိုတမန်တုတ်သွင်းယူကြပြီးတော့ကန်းတစ်ဖက်လုံးအတွက်မလုံတော့ပါဘူးတစ်ဖက်ကသွင်းယူရင်တန်ရာကြမှာဖြစ်ပါတယ် ဒီလိုနဲ့ကန်းနှစ်ဖက်ကလယ်သမားများကဒီမိရေကိုမိမိတို့ဘက်မှသွင်းယူနိုင်ရေးအတွက်စကားဆိုကြမှာနှစ်ဖက်လုံးကမလိုက်ရောနိုင်ကြတဲ့အတွက်ရန်စကားများ ပြောဆိုလာကြပါတယ်ဒီလိုနဲ့အမိုက်ကစပြက်သက်မီလုံးဆိုတဲ့အတိုင်းနှစ်ပြည်တော်ဝန်ရှိတဲ့မင်းကြီးမင်းသားများရှီအောင်နှောင်းဖင်များကိုပါထိခိုက်ပြောဆိုလာကြပါတယ်ဒီလိုနဲ့နှစ်ပြည်တော်ကဆွေတော်မျိုးတော်များကစိတ်မထိန်နိုင်ကြတော့ပဲစစ်တကြီးများချီထွက်လာခဲ့ကြပါတော့တယ် ရင်ဆိုင်တွေ့ဆုံကြတဲ့အခေမှာတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ချေမုန်းရန်မန်တင်းလာခဲ့ကြတယ်။နှစ်ဖက်စစ်တီတော်တို့ကရော်နီမြေကမ်းမှာတစ်ဖက်စီကိုတပြိုင်နက်ဆက်ရောက်လာခဲ့ကြပါပြီ။ဒီအချိန်မှာစစ်ရင်အားဒီလိုမျိုးအမျက်ဒေါသနဲ့ရင်ဆိုင်တိုက်ခိုက်ကြမယ်ဆိုရင်ဘယ်ဘက်ကမှအော်ပွဲရနိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက်သဲကြီးမဲကြီးတိုက်ခတ်ကြရင်အားလုံးသေပွဲဝင်ရမည်သာဖြစ်ပါတယ်လူအသက်နဲ့နှိုင်းဆိုင်ရင်ဘာမှတန်ဖိုးမရှိတဲ့မြေကြီးကလေးကိုအကြောင်းပြုဆွေတော်မျိုးတော်အပေါင်းတို့သွေးချောင်းစည်းကုန်ကြတော့မှာဖြစ်ပါတယ်ဒီအချိန်မှာပဲမြတ်စွာဘုရားကနှစ်ဖက်စစ်တီတော်များရဲ့အလဲအဝဟူဖြစ်တဲ့ရောဟိဏီမြေရဲ့အထက်ကောင်းငင်ကိုကြွာလာပါတယ်။ကဲနှစ်ဖက်မှာဒေါသမန်တင်းနေကြတဲ့သူတွေကိုငြင်းငြင်းရီတရားဟောကြားတော်မူပါတယ်။ဒီမှာပဲနှစ်ပြည်တော်စစ်တီတို့လက်နက်ကိုစီစွန့်အစ်စ်ပြေငင်းခဲ့ကြပါတယ်။ ဒီကမှာသွေးကြောင်စီးမဲ့ဘေးကနေလက်မတင်လေးလွတ်မြောက်လာခဲ့ကြတဲ့ဆွေတော်မျိုးတော်တို့ကမြတ်ဗုဒ္ဓရဲ့ကျေးဇူးတော်ကိုအလေးအမြတ်ပြုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့တစ်ဖက်မှာ250စီသောတာဂီဝင်းမဲသားတို့ကိုမြတ်ဗုဒ္ဓရဲ့အချမ်းရံအလုတ်ကျွေးဖြစ်ပေးလူကြပါတယ်မြတ်ဗုဒ္ဓလည်းမဲသား900တို့ကိုအဲ့ဒီဘိက္ခုခေါ်ယဟန်အဖြစ်ဖြင့်ချီးမြှောက်တော်မူပါတယ် လေးသားကဝင်မင်းသားယဟန်900ရူကမြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုကိုခံယူကမ္ဘာတန်တရားစီးပြန်အားထုတ်ခဲ့ကြတာမကြာခင်မှာပဲယဟန်နာအဖြစ်ကိုရောက်ချီတော်မူကြပါတယ်ဒီလိုသားကဝင်မင်းသားယဟန်900ရူယဟန်နာများအဖြစ်ကိုရောက်ရှိသွားခြင်းသည်ပြီးဘိက္ခုနီသာသနာပေါ်ထွန်းလာစေရေးအတွက်တွန်းအားတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်အကြောင်းကတော့မင်းသား900ရူယဟန်ပြုတ်သွားခြင်းကစပြီးတော့ ကြံရစ်တဲ့ဇနီးဟောင်းမင်းသမီး900တို့ဟာမင်းသားတို့သာသနာပေါ်မှာမပျော်မှုပဲမိမိတို့ထံကိုပြန်လာကြလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ ဒါကဝင်မင်းသားယဟန်တို့အထံကိုလည်းဒါသနာပေါင်းမှာမွေလျော်ပဲမရှိကြရင်မိမိတို့ထံကိုအမြန်ပြန်လာကြဖို့စာလောင်များမကြာခဏပေးဖို့ခဲ့ကြပါတယ်ဒီလိုမင်းသားတို့ဒါသနာပေါင်းမှာမပြောမှုပဲပြန်ရောက်လာမယ့်အချိန်ကိုမျှော်လင့်ဆောင်စားနေချိန်မှာပဲဒါကဝင်မင်းသားယဟန်900တို့ကအာတဝေါကုန်ခန်းယဟန်နာဖြစ်သွားကြပြီဆိုတဲ့သတင်းကိုကြားတဲ့အတွက်ဇနီးဟောင်းမင်းသမီး900တို့ကတော့မျှော်လင့်ချက်ဝေးပူဆွေးတော့ကရောက်ခဲ့ကြပြီဖြစ်ပါတယ်မင်းသား ို့ပြန်လာဖို့အတွက်လဲမျှော်လင့်ချက်မရှိတော့တဲ့အတွက်မင်းသမီး900လို့ကလည်း အားကိုးရမယ်ဖြစ်ကြပါတယ်ဒီလိုနဲ့မင်းသမီးတို့စုလုံးပြီးတော့ငါတို့ကအခုအခါအိမ်တော်အစ်ထူကြရင်လည်းမသိတော့မင်းတို့ကောရီထံကိုသွားပြီးတော့မြတ်စွာဘုရားသာသနာတော်မှာဘိက္ခုနီပြုဝင်ရအောင်တောင်းပန်စေပြီးတော့ငါတို့အားလုံးဘိက္ခုနီယဟမပြုကြကုန်စို့လို့တိုင်ပင် ဆုံးဖြတ်ကြပါတယ်မြတ်ဗုဒ္ဓလည်းနေုံလပြည်နေမှာကပ်ပလူပြည်နီးမှာရှိတဲ့မဟာဝံတောကြီးအတွင်းမှာတိုင်ကဝင်မင်းသားရဟန္တာအရှင်မြတ်900ရုံးနဲ့တကွာစัจ java လာတိုက်တောင်းကစီဝင်းကြီး ညညာရောက်ရှိလာကြတဲ့နတ်မြမအပေါင်းတို့ကိုမဟာသမယတုတ်တန်ကိုစသည်တို့ကိုဟောကြားတော်မူပါတယ်ဒီနောက်မှာဝေဒာလီပြည်ကိုဒေသစာရေးကြွချီတော်မူပြီးတော့ဝေဒာလီမြို့ရဲ့အနောက်ဘက်နမိုင်းအကွာမှာရှိတဲ့မဟာဝုန်တောကြီးအတွင်းမှာရှိတဲ့ကျောင်းတိုင်မှာပြစ်စမဟွာကိုဟွာကတ်တော်မူပါတယ်။ဒီကမှာမြတ်ဗုဒ္ဓဝေဒာလီပြည်မဟာဝုန်တောဝင်းဂုဏကာရကျောင်းတိုင်မှာပြစ်စမဝါဆိုးတည်င်းသုံးတော်မူတဲ့အချိန်မှာပဲ ခမဲတော်သုတ္တဒနာမင်းကြီးကကပ္ပလဝုပြီးရွှေနှဲတော်အတွင်မင်္ဂလာထီးပြူတော်အောင်မှာအရက်တဘူကိုမျက်မှောက်ပြုပြိဋိဘံဆံဝင်သွားပြီဖြစ်ပါတယ်။ ဘဝခီးတစ်ချောင်းလုံးအားကိုအားဒါပြုလာခဲ့ရတဲ့ကျေးဇူးရှင်ကြီးမျက်နာလွှဲသွားတဲ့အတွက်မိလူတို့ခေါ်လိမ့်မယ်လဲဝမ်းနဲ့ပက်လက်ဖြစ်ခဲ့ရပါတယ်။ဒီကမှာစိတ်ထဲမှာရှိသမျှတုံချရွယ်ကမငိုကြွေးနိုင်ရှာပါဘူး။မိမိရဲ့ရေအောင်မှာမှီခိုနေကြတဲ့ငယ်ရွယ်သူများကိုလည်းငဲ့ညာပါသေးတယ်။လင်ယောသားပါလက်လုခဲကြရတဲ့ရတော်တရားလက်ရပွဲပြီးကစားမှာမောင်တော်နဲ့ခွဲခွာခဲ့ရတဲ့ဇနဘရကလျာဏီဆက်ရည်သူတို့ကိုဖြောင်းပြစကားဆိုရင်းနဲ့မိမိရဲ့အဆွေးစိတ်များကိုလည်းမြူသိပ် ထားပါတယ်။ဒီနယ်မွေကိုဆက်ခံကြမယ်။သားတော်နန္ဒမင်းသားနဲ့မြေတော်ရာဟုလာတို့မှလည်းသာသနာ့ဘောင်ကိုဝင်ရောက် ရှင်ယဟန်ပြုတ်သွားကြတဲ့အတွက် ပြာကောင်းမရှိသောပြာဝန်ကြီးပမာအုပ်ဆိုးသူမဟာရာဇာမရှိသောနန်းတော်ကြီးမှာမိရုံကောရမီကသာဘဝတူမိမသားများကိုဆုံးရှုံးထိန်းသိမ်းပြီးတော့နေရပါတယ်။မိရုံကောရမီကရှေးမဆွာကပင်သာသနာတော်ကိုဝင်ဘိက္ခုနီပြုဖို့စိတ်အားထက်သန်နေကြတော့ဂျေဇုရှင်ကြီးမျက်နှာလွှဲထားတဲ့အချိန်ကစပြီးတော့ထီးရိတ်နန်းရိတ်အောင်မှမပျော်ပိုက်တော့ပါဘူး။ဒါဝင်ရတမိတော်နဲ့တူမတော်တွေကိုထိန်းသိမ်းဆုံးရှုံးနေရပင်နဲ့စိတ်အစဉ်မှာသားတော်ဖျားထံကိုသာရောက်ရှိနေပါတယ်။ ြီးရည်နိုင်ကိုကြောခိုင်းတားတော်ဖရာရဲ့သာသနာတော်အရေးအောက်မှာဘိက္ခုနီအဖြစ်ဝင်ရောက်ခိုလုံပြီးတော့တရားရည်ကိုတောက်တုံးလိုတဲ့ဆန္ဒသာပြင်းပြနေခဲ့ပါတယ်။ ဒီအချိန်မှာပဲကပီလိုနဲ့ကောလီယာကနေတာဂီဝင်မင်းသား900ရို့ရဲ့ဇနီးအောင်မင်းသမီး900ရို့ကလည်းမီးရိုဂေါရမီထံကိုစုယုံရောက်ရှိလာကြပါပြီ။မင်းသမီးတို့ကလည်းကျူတင်တိုင်ပင်ထားခဲ့တဲ့အတိုင်းမီးရော်ကြီးကိုမြတ်စွာဘုရားသာသနာတော်မှာဘိက္ခုနီပြုခွင့်ရအောင်တောင်းပန်ပေးဖို့တိုက်တွန်းပြောဆိုကြပါတယ်။မီးရော်ဂေါရမီကလည်းမိမိကိုယ်တိုင်ကပဲဘိက္ခုနီပြုဖို့စိတ်အားထက်သန်နေခဲ့တာဖြစ်တော့တာဂီဝင်မင်းသမီးတို့ရဲ့တိုက်တွန်းလာတဲ့အခါမှာလွယ်လင့်တကူပဲသဘောတူခဲ့ကြပါတယ်။ ဒီလိုနဲ့ဒုတိယကြိမ်ဘိတ်ကွန်နီပြုခွင့်တောင်းဖို့အကြောင်းဖန်လာခဲ့ပြီးဖြစ်ပါတယ်။ဒီကမီဒီယိုကော်နမီကမြတ်ဗုဒ္ဓကပ်ပီလိုပြီးညီကျော်တာရုံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်ကသာသနာတော်မှာအမျိုးသမီးများကိုဘိတ်ကွန်နီပြုခွင့်ပေးရန်ပထမတစ်ကြိမ်တောင်းပန်ခဲ့မှုပါတယ်။ဒီအချိန်တုန်းကပယ်မြင့်တော်မူခဲ့တဲ့အတွက်အခုအချိန်မှာလည်းဒီလိုပယ်မြင့်ခြင်းခံရမှာကိုစိုးရိမ်နေပြီးပါတယ်။ ဒါကြောင့်မို့အခုအချိန်မှာတော့သဘင်ကိုရိတ်ပဲရဟမအသွင်ကိုတခါတည်းဝစ်ဆင်သွားမယ်ဒီလိုရဟမအသွင်ဝစ်ဆင်ထားပြီးဖြစ်ရင်တားတော်ဘုရားကဘေးကွန်ဒီပြုတ်ခွင့်ကိုမပေးဘဲနေတော့မှာမဟုတ်လို့ကြံစီမိပါတယ်ဒီလိုကြံစီမိတဲ့အတိုင်းပဲတိုင်းကြီးဝင်းမင်းသမီးတို့ကိုလည်းချစ်သမီးတို့ ငါတို့အားလုံးတားတော်ဘုရားထံကိုသွားဘိက္ခုနီပြုဝင်တောင်းကြစို့ဒါပေမဲ့ငါတို့ကလူဝိကြောင်ဘဝနဲ့သွားရမသိမ့်ဘူးသမင်းကိုရိပ်ပဲဖန်ရင်ဆိုးတဲ့အဝတ်ကိုဝတ်ဆင်းပြီးတော့ယဟမအသွင်နဲ့သွားကြကုန်စို့လို့တိုင်ပင်ပြောဆိုကြပါတယ် မင်းသမီးများကလည်းမီးရောဂေါနမီကြီးရဲ့အဆိုးကိုသဘောတူလက်ခံကြပါတယ်။ဒီလိုနဲ့မီးရောဂေါနမီအမှုရှိတဲ့တာဂမင်မင်းသမီး900တို့ကတသက်တာကာလပလုံအမျက်တနိုးထားပြီးတော့ပြုပြင်ခြေတက်လာခဲ့ကြတဲ့သဘင်တွေကို မငဲ့မတွယ်ရိပ်ပယ်ကြပါတယ်။ဒီနောက်မှာဖန်ရင်ဆိုးတဲ့ဝက်ကိုဝတ်စင်ရဟမအသွင်ကိုယူကြပြီးတော့မြတ်ဗုဒ္ဓသတင်းသုံးတော်မူရာဝေဒာလီကိုတွားရန် ပြင်ဆင်ကြပြီဖြစ်ပါတယ်။ ကပိလဝုတ်ပြည်နယ်ဝေသာလီပြည်ကယူဇနာအားဖြင့်50တယူဇနာကွာဝေးတယ်လို့ဖော်ပြပါဗါတယ်။တယူဇနာကိုတွက်တဲ့နေရာမှာတွက်ပုံတွက်နည်းအမျိုးမျိုးရှိကြပါနဲ့။ရှစ်မိုင်နှုန်းနဲ့တွက်ယူပြီးတော့ယူကြည့်ကြပါလေ။ဒီလိုတွက်ယူမှဆိုရင်ရှေးဆိုကပိလဝုတ်နယ်ဝေသာလီက50တယူဇနာခီးကွာဝေးဟာဒီနေ့ခေတ်အင်္ဂလိပ်မိုင်အားဖြင့်408မိုင်ခန့်ရှိမယ်လို့ခန့်မှန်းရပါဗါတယ်။ ဒီလောက်ဝေးကွာလာတဲ့ခီးကိုသွားဖို့စီစဉ်တဲ့အခါမှာကက်ပီလိုနဲ့ဂေါ်လီယားရှိတာဂီဝင်းမင်းတို့ကစပင်များကိုရိတ်ပဲထေရီမအသွင်ကိုယူပြီးထားသူတွေကိုတားယူလဲရနိုင်တော့မှမဟုတ်တာကိုသိကြတဲ့အတွက်ဒီလောက်ဝေးကွာလာတဲ့ခီးကိုနူးညံ့သိမ်မွေ့နဲ့နန်းတွင်သူမင်းသမီးတို့ချီးကျင်သွားရမတင်တော့ဒီလိုတိုင်ပင်ကြပြီးတော့ရွှေတန်းစင်900တို့ကိုအသင့်စီမံပေးပါတယ်။ဒါပေမဲ့မိန်တွေးတော်ဂေါ်ရမီနဲ့မင်းသမီး900တို့က ဖန်းစင်တို့ကိုစီးပြီးသွားကြမယ်ဆိုရင်ဖယားရှင်အားမယူသည် မလေးစားရရောက်မှဆိုးတဲ့အတွက်ဘသူမှမစည်းကြပဲကပီလူကနေ51ယူဇနာ408မိုင်ခန့်ကွာဝေးတဲ့ဝေးသားလီခီးကိုချီးကျင်နဲ့သာသွားခဲ့ကြပါတယ် တာဂီဝင်မင်းတို့ကလည်းထန်းစင်နဲ့သွားရင်တိုက်တွန်းရင်မရတဲ့ဆုံးပါမင်းသမီးတို့သွားလာမှု လုံးုံချုံးမွေစီရန်အတွက်အရှိအနောက်အဆောင်ရှောင်များစီမံပေးကြပါတယ်စန်းစီစတဲ့စားနေရခါတို့ကိုလည်းလှဲများနဲ့တင်ဆောင်စခန်းချရက်နာတဲ့နေရာတို့မှာမင်းသမီးတို့အတွက်စားတော့ဖွဲရနဲ့အိယာနေရာတို့ကိုစီမံဆောင်ရွက်ပေးရန်မင်းကြီးယောက်ျားတို့ကိုလည်းတဘာတဲ့ထည့်လိုက်ပါတယ် ။နန်းတော်မှာတက်တောင်တက်တာနေလာခဲ့ကြတဲ့တာဂီဝင်းမင်းသမီးများကတလောက်ဝေးကွာလာတဲ့ခီကိုချီးချင်းသွားရတဲ့အတွက်အလွန်တရာပင်ပန်းနွမ်းနေကြပါတယ်။တကူလုံးဇောချွေးများပြန်မြုံမုံများနဲ့လုံးထွေနေကြပါတယ်။ခီးချံကိုသွားဘူးလာဘူးမရှိကြတဲ့အတွက်မင်းသမီးတို့ရဲ့နှုနယ်တဲ့ခြေတို့မှာမလန်းချင်အောင်နာကျင်နေကြပါတယ်။ခြေဘွားအစုံတို့မှာလည်းဖူးရောင် ပုတ်ကွဲသွေးတန်တရေနဲ့မရှုရက်စရာဖြစ်ကြပါတယ်။ ဒါပေမဲ့မီရီတို့ဂေါ်ရမီနဲ့တိုင်ကင်ဝင်းမင်းသမီးတို့ကပင်မဲနွဲ့နယ်ဘူးကိုဥပခါပြုတ်ပြီးတော့စားကျင်အိတ်ချင်းကတပါမနာမနေကြီးဆက်ကြပါတယ်။ ဒီမှာအန်ဟောပွဲကောင်းတာကမီရီတော်ဂေါ်ဒမီပဲဖြစ်ပါတယ်မီရီတော်ဂေါ်ဒမီကြီးကဒီအချိန်မှာအသက်တော်94နှစ်အရွယ်ဇရာပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်နန်းနေမှာမွေးနန်းနေမှာကြီးပင်းခဲ့ရတဲ့မီရီတော်ကြီးကဒီလောက်ကြမ်းတမ်းဝေးကွာလာတဲ့ခီးကိုခြေချင်းတွဲဖို့စိတ်ကူးပင်ထည့်ဘူးလိမ့်မှာမဟုတ်ပါဘူးအခုတော့အမျိုးသမီးများရဲ့နေကြတဲ့ဘဝအခြေအနေကနေလွတ်မြောက်အောင်မြတ်ဗုဒ္ဓသာသနာတော်မှာဘိက္ခုနီပြုခွင့်ရရှိရေးအသက်အရွယ်ကြီးပြီးတော့အိုမင်းရင့်ယုံမှုဝင်ပဓာနမထားပဲနဲ့ငယ် ွယ်သူမင်းသမီးများနဲ့အတူရင်မုံတန်းပြီးတော့ကြမ်းတမ်းဝေးကွာလာတဲ့ခီကိုစွန့်စွန့်စားစားထွက်လာခဲ့ကြပြင်ဖြစ်ပါတယ်။မြေရိုဂေါ်ရမီရဲ့စိတ်သက်ကြန့်ခိုင်မှုရီမန်းချက်ကြီးမားမှုဇွဲလုံးလာရှိမှုနဲ့စွမ်းရည်အာမန်တို့ကထူးခြားမြင့်မြတ်အောင်အမခန့်မင်းဖြစ်ပါတယ်။မြေရိုဂေါ်ရမီဦးဆောင်တဲ့တာဂီဝင်းမင်းသမီးတို့က90တယူဇနား 408မိုင်ခန့်ဝေးကွာတဲ့ဝေးဒါလီကီးကိုတနေ့တယူဇနာ8မိုင်နှုန်းနဲ့သွားလိမ့်မယ်ရပ်ပေါင်း90ကျော်သွားမှာဖြစ်ပါတယ်မြတ်ဗုဒ္ဓရာဇဂျူကနေကက်ပီလီဝိုကိုရဟန္တာ2000တို့နဲ့အတူခြေလင်းကြွတော်မူခဲ့စဉ်တုန်းကယူဇနာ60ကီးကိုတနေ့လင်းတယူဇနာနှုန်းနဲ့ရပ်ပေါင်း60ကျွတ်တော်မူခဲ့ရပါတယ်ယောက်ျားသားများပင်တနေ့တယူဇနာကီးကိုကျွတ်တော်မူနိုင်ခဲ့ကြရာမိန်းမသားများဖြစ်ကြတဲ့တာဂီဝင်းမင်းသမီးတို့အနေနဲ့ထိုဆန်နှုန်းထက်ပိုပြီးတော့သွားနိုင်ကြမှာမဟုတ်ပါဘူးဒါကြောင့် င်း90တယူဇနာဝေးกว่าတဲ့ဝေးသားလီခီးကိုရက်ပေါင်း90ကြောကြာစိတ်သက်ဇွဲလုံးလာအပြည့်နဲ့ပင်ပန်းဆင်းရဲစွာသွားခဲ့ကြမှာဖြစ်ပါတယ် ဒီလိုနဲ့မီရီတို့ဂေါ်ဒဘီဦးဆောင်တဲ့မင်းသမီးတို့ကဝါဇိုလက်ပြေကျော်ကန်းကစပြီးခီးထွက်ခဲ့လိုက်ကြတာတော်တလင်းလာဆန်းပိုင်းမှာမြတ်ဗုဒ္ဓတရင်သုံးတော်မူရာ ဝေဒာလီပြည်မဟာုံတော်ဂုဏာဂါရကျောင်းတန်ကိုရောက်ရှိလာကြပါတယ်။ဒါပေမဲ့ယခင်ကအမျိုးသမီးများသာသနာတော်ကိုဝင်ပြီးတော့ဘိက္ခုနီပြုခွင့်ရရေးကိုဖျားရှင်ကိုယ်တိုင်ပယ်မြစ်တော်မူခဲ့ဘူးဒီကိုတွေးပြီးတော့စိတ်အားငယ်ကျောင်းတိုင်အတွင်းကိုမဝင်ရဲကြပါဘူး။ ဒါပြင်ငါတို့ဒီဖယားရှင်ရဲ့ခွင့်ပြုချက်မရသေးပဲမိမိတို့ဘာသာယဟန်မအသွင်ကိုဝစ်ဆင်လာခဲ့ကြတယ်။ဒီလိုယဟန်မအသွင်ဝစ်ဆင်လာခဲ့ကြသည်ကိုလည်းဇဗူရိတ်တကြုံလုံးသိရှိကြော်ကြားခဲ့လေပြီ။ ။ဘုရားရှင်ကငါတို့ကိုဘိက္ခုနီပြုဝင်ကိုလွယ်လေးတကုံခွင့်ပြုတော်မူခဲ့လျင်စိုးဝေရာမရှိပင်နဲ့တကယ်လို့များခွင့်ပြုတော်မမူခဲ့ပါဘူးအကြီးအကျယ်အကဲ့ရဲ့ခံရပြီးတော့မယ်။ဒီလိုတွေးတော်ပြောဆိုကြပြီးတော့မျက်ရည်ပြေသော မျက်နာများနဲ့တကားမို့ရဲ့အပြင်ဘက်မှာပဲရက်ပြီးတော့ငိုကြွေးနေကြပါတော့တယ်။အရှင်ပညာဝင်သားရေးသားထားတဲ့မိတွေးတော်ဂေါတမီနဲ့ဘိက္ခုနီသာသနာဆိုတဲ့အကြောင်းအရာကိုအပိုင်း၁အနေနဲ့တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ နားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာကြမ်းရှိနေတဲ့အပိုင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ